ွေကိုကိုကထိန်းချုပ်မလားငွေကကိုထိန်းချုပ်တာခံမလားပွေရွေးချယ်မှုလည်းအများကြီးဆိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ရဲ့ဒီ master your money စာအုပ်ထဲကစောင်းမောင်းလေးတစ်ပုဒ်အကြောင်းနဲ့ပြောပြပေးခြင်းပါတယ်ဆိုတော့စောင်းမောင်းလေးနာမည်ကငွေကိုကိုကထိန်းချုပ်မလားငွေကကိုထိန်းချုပ်တာခံမလားပေါ့နော်ငွေကိုမင်းနေနဲ့ထိန်းချုပ်ရင်ထိန်းချုပ်မထိန်းချုပ်ရင်ငွေကမင်းကိုထိန်းချုပ်သွားလိမ့်မယ်ဆိုပြီးတော့ Tony Robbins ကသူ့ရဲ့ money master the game စာအုပ်ထဲမှာ ူပြောထားတာလေဒါကြောင့်မို့ကျွန်တော်တို့ကဝေချင်းတဲ့ပတ်သက်ပေါ့နော်ငွေကဈေးကိစ္စတော်တော်များများကိုဖြည့်ရှင်းပေးနိုင်တယ်မထားတော့ဖြည့်ရှင်းမှုငွေနဲ့ဝယ်လို့မရဘူးတို့အရာရာငွေနဲ့ဝယ်လို့မရတော့မှန်တရားရာငွေနဲ့ဖြည့်ရှင်းလို့မရဘူးဖြည့်ရှင်းစရာတွေငွေနဲ့ပဲလုပ်လို့မရဘူးဒါပေမဲ့ပြည်စုံတဲ့ငွေကြေးကြေဝါမှုရှိတယ်ဆိုရင်ကျွန်တော်တို့အခြေခံကိစ္စတွေအပြင်ပေါ့နော်ကိစ္စတော်တော်များများကိုဖြည့်ရှင်းလို့ရတယ်အများဆုံးတော့ကျွန်တော်ပြောပြောနေကြတိုင်းပဲကိုကပြည်စုံတယ်ဆိုလို့ရှိရင်ငွေကြေးပြည်စုံတယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုအပြင်ပေါ့တခြားသူတွေကျွန်တော်တို့က ဆပိုလို့လို့ရတယ်ကြည်ပီးလို့ရတယ်ကိုကမပြည့်စုံဆိုရင်ကိုကငွေနောက်ကိုလိုက်နေရမယ်နောက်တစ်ခုကတခြားသူတွေကကိုဆပိုပြန်လုပ်ပေးတာဒါမျိုးကျွန်တော်တို့ကဖြစ်နိုင်တယ်ပေါ့နော်အရာရာငွေနဲ့ဝယ်လို့ပြရမယ်ကျွန်တော်စောက်ဝင်နေရအစပေးဆက်တော်တော်များများငွေနဲ့ဖြစ်ချင်းလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်ပြန်ကြည့်ရင်ဒီငွေချင်းနဲ့ပတ်သက်တဲ့ခံယူချက်ငွေကြီးပေါ်ထားတဲ့အမြင်စိတ်နေစိတ်ထားပေါ့မူတည်ပြီးတော့ကောင်းကျိုးဆိုးကျိုးတွေကလည်းဖြစ်နိုင် ့တိုနီရိုဘင်စ်ကတော့သူ့ရဲ့စာအုပ်ထဲမှာ Money Master တကိမှသူကနမူနာလေးတစ်ခုနဲ့သူပြောထားတာရှိတယ်ဒီ Adobe Market ဆိုတဲ့လူကြောင်းသူအရင်ဆုံးပြောပြတယ်ဒီ Adobe Market ကဆေးဝါးကုမ္ပဏီပိုင်ရှင်ဘုန်းကြီးဒီဂျာမန်ဘီလီယံနာပေါ့သူက2000ခုနှစ်တုန်းကသူကဒီစနစ်ဘီလီယံလောက်ချမ်းသာတယ်94အောင်မြောက်ကမ္ဘာချမ်းသာဆုံးဘီလီယံနာဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့2008ခုနှစ်မှာသူ Stock Union နာမည်တစ်ခုလုပ်တယ်အဲ့မှာဆုံးဖြတ်ချက်အမှားတစ်ခုလုပ်မိပြီးတော့ချက်ချင်းပဲဒေါ်လာ950လောက်သူဆုံးရှုံးမှုဖြစ်သွားတယ်ပေါ့ဒီဖီကသူ့အတွက်တော်တော်လေးကြီးပြီး ီးတော့သူအဲ့မှာအလူလဲခံပြီးနောက်ဆုံးမှာသူ့ကိုယ်သူ suicide လုပ်သွားတာပေါ့ သူ့ရဲ့ဖြစ်စဉ်ကတော်တော်လေးကျွန်တော်တို့သတိပြုစရာကောင်းတယ်။သူ့လိုဘီလီယံနာတယောက်အနေနဲ့ဒေါ်လာတန်းရာခဏလောက်ကိုချိန်မြှင့်ပြန်ရှာလို့ရနိုင်တယ်။နောက်တစ်ခုကကဘာမွာဗျာဒီဝါလီခံတဲ့ဘီလီယံနာတွေကျွန်တော်အများကြီးရှိတာပဲ။ပုဂ္ဂိုလ်ဆူဆိုက်လုပ်တဲ့သူဆိုတော့အင်ပလန်ရှာတယ်။ငွေကြီးပေါ်အမြင်နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့သတိပြုစရာအင်ပလန်ကောင်းပါတယ်။နောက်တစ်ယောက်ကတော့ check fee နေပေါ့နော်။သူကလည်းဒီလိုပဲဒီ market လိုပဲသူလည်းကမ္ဘာချမ်းသာဆုံးဈေးရုံးဝယ်ပဲ။နိုင်ငံတကာခီးတွောက်မှုတဲ့လူတွေဆိုရင်လေစိတ်တွေမှာကျွန်တော်သတိထားမိလိမ့်မယ်။ဒီ duty free site နေရှိတယ်။ဒါက Finney ရဲ့စကူးစိတ်တမ်းပေါ့လေ။သူ1060ပြည့်နှစ် ှာ၃ညနေစခဲ့တာပေါ့အခုဆိုရင်သူ့ရဲ့ design တွေဒီအကြောင်း empire ကဒေါ်လာပြီးခဲ့တဲ့2023ခုနှစ်မှာပဲ8.5ဘီလျံတော့တန်ကြီးရှိနေပြီဆိုပြီးတော့ချက်လက်တွေပြောထားတာရှိတယ်ပေါ့နော် Fini အနေနဲ့ဒီလောက်ချမ်းသာကျယ်ဝတယ်ဒါပေမဲ့သူကအန်ဟောစရာကောင်းတာက Warren Buffett တို့လိုပဲသူဒီလက်ဒီ luxury သင်္ကန်းပစ္စည်းတွေရှောက်သုံးတာဒါကိုအေးစေးစေးသူနေရတာ minimalism ကျင့်သုံးရတာသူသဘောကျတယ်သူမှအိမ်မရှိဘူးကားမရှိဘူးသူကိုယ်ပိုင်ပေါ့နော်မရှိဘူးနောက်လင်းစည်းတယ်ဆိုရင်တော့ ဒီဈေးသက်သာတဲ့အတန်းနေစီရယ်နိုင်ပတ်တယ်ဆိုရင်သူဒီ plastic နိုင်ပတ်တယ်ဆိုပြီးတော့ပြောထားတာရှိတယ်ဗောနော်ဆိုတော့သူ့ရဲ့ငွေကြေးခံပုံကြတော့ market နဲ့ဆက်ညံပါဗောနော်သူကခုနလိုချွတ်ချွတ်တက်တက်နဲ့ minimalism ဖြစ်ဖြစ်နဲ့ပစ္စည်းပစ္စည်းဆိုတော့သူအခြေခံအသုံးစိတ်တွေပဲသုံးနေသူဟာသူအလှူတန်းကြတော့ emptan ရရောတယ်ငင်းငိမ့်နဲ့ဒီ AIDS တိုက်ဖြတ်အတွက်တွေသုံးနေခလိငယ်တွေပညာရေးအတွက်တွေသူသုံးတာရှိတယ်လှူတာတွေရှိတယ်သူအနေနဲ့ချမ်းသာကြောအောင်တော့စီးပွားတော့ရှာတယ်ပတ်စံရှာတယ်ဒါပေမဲ့ဒါကိုသူ့တကူရဲ့ဇာအတွက်ကို luxury ပစ္စည်းတွေသုံးဖို့အတွက်ကိုလှုပ်ချင် နဲ့ဒီအလှူတွန်းတော့ပေါ့နော် donation တွေသူသုံးတယ်ဆိုတော့ကျွန်တော်ဒီနှစ်ယောက်ကိုကြည်လို့ရှိရင်စဉ်းစားစရာတွေအများကြီးတွေ့ရတယ်ငွေကြေးဆိုင်ရာခံယူချက်ဒီငွေကြေးပေါ်မှာထားတဲ့သဘောထားတွေပေါ်မှုတည်ပြီးတော့နောက်ဆက်တွဲဖြစ်ပျက်တည်ကျွန်တော်တို့ရလတ်တည်ပွဲပြားသွားတော့ return မိပါလိမ့်မယ်ကိုကငွေရသုံးမလားငွေရကိုသုံးသွားမှာလားပေါ့ဒါကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့သဘောထားနဲ့အများကြီးဆိုင်တယ်ဒါကြောင့်မလို့ငွေရကိုထိန်ချုပ်တာကိုခံမလားကိုကငွေရထိန်ချုပ်မလားပေါ့နော်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကျွန်တော်တို့ရဲ့ခံချက်ကျွန်တော်တို့ရဲ့သဘောထားအမှန်တရားကြီးပါတယ်ငွေကြေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ဆွေးနွေးကြတာရှင်ကွန်မန့်မှာဝင်အောင်ဆွေးနွေးလို့ရပါတယ်တိုးတက်ရေးငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်